န်တိုဂျာနဲ့ပွဲကဆလို့သူ့ရဲ့ကစားပုံပြောင်းမယ်ဗန်ဘာရှင်2.0ကိုမြင်ရမယ်ဆိုတဲ့ဂျိုရှူအာဘန်ဘေးသမ ्या လုံးပဲမင်္ဂလာပါ Reddit ပဲဒါရီကနေကြိုဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကစကားပြောခန်းတစ်ခုမှာဗန်ပြောခဲ့တဲ့စကားတွေကတာမန်အင်တာဗျူးအမေးဖြေတစ်ခုထပ်ကိုပို့ပါရယ်ဒီအင်တာဗျူးထဲမှာဗန်ပြောခဲ့တဲ့စကားတွေကိုနားထောင်ကြည့်ရတာလူငယ်ဖိုက်တာတယောက်ရဲ့ရင်ကျက်မှုစတင်လာခဲ့တဲ့လက္ခဏာဖြစ်တယ်လို့သူ့ရဲ့ကစားသမားဘဝရေရှည်ရက်တည်နိုင်မှုအတွက်အရေးကြီးဆုံးသောအတီတရားတစ်ခုကိုရရှိသွားတယ်လို့ခန်းစားရပါရယ်ဒီအထဲမှာဗန်ပြောသွားခဲ့တဲ့ Iris Injuring the Fight ပွဲကစားနေတုန်းကပြောခဲ့တယ်ဆိုတာ fighter စစ်တွေမှာရှိတဲ့မျိုးရိုးဗီဇ DNA ပါဒါပေမဲ့ဒါဟာအန်ဒီရဲ့အရှိဆုံးထောင်ချတစ်ခုလည်းဖြစ်ပါရင် van ကမွေးရပါ fighter ပါ မျက်နှာကိုလက်သေးမှန်လေးစိတ်ပူကြွလေးပူပြီးရရတောက်ထိုးလေးဆိုတဲ့ဖိုက်တာပုံစံမျိုးပါပွဲချိန်တွင်းမှာခန္ဓာကိုယ်ကအဲဒရီနလင်တွေထွက်နေတဲ့အတွက်နာကျင်မှုကိုမသိပါဘူးဒါကြောင့်သူက rival နဲ့ပွဲကားလို့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ထိုးတက်ရတာကိုအရလာတွေ့နေကြတာပါဒါပေမဲ့ after the fight i was feeling all the punch ပွဲပြီးသွားတဲ့အခါခံလိုက်ရတဲ့ဒဏ်ရာတွေကိုပြန်ခံစားနေရတဲ့ဆိုတဲ့စကားကလက်တွေ့ပွားပါပဲအဒရီနလင်ကျသွားတဲ့အချိန်နောက်တနေ့မနေ့အိရာနိုးထားတဲ့အချိန်မှာခန္ဓာကိုယ်ကနာကျင်ကြိုက်ခဲမှုတွေခေါင်းကိုက်မှုတွေကမင်းကြီးလိုပုံစံနဲ့အကြကြီးဆက်သွားလို့မရဘူးဆိုပြီးတော့သတိပေးနေတာဖြစ် ်ပါတယ်။ဗန်ကဒီအချက်ကိုကိုယ်တိုင်ခန်းစားသိရှိသွားတာဟာအတော်လေးကိုကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုပါပဲ။ဗန်ရဲ့ပွဲတွေကိုပြန်ကြည့်ရင်သူဟာချင်းမေယိုချက်ကိုင်မှုအတီးခံနိုင်စွမ်းအတော်တော်လေးကိုကောင်းတာကိုတွေ့ရပါတယ်။ပြန်ဘက်ကဘလောက်ထိုးထိုးတော်ယုံနဲ့မလဲဘူးဒါပေမဲ့ MMA မှာမေယိုချန်ခိုင်မှုဆိုတာကတုံးရင်ကုံသွားတတ်တဲ့အရင်းမြစ်တစ်ခုပါကျွမ်းကျင်မှုမဟုတ်ပါဘူးဆိုတဲ့ဆိုးရိုးစကားရှိပါတယ်အခုဖန်ကအသက်20ကျော်သာရှိနေသေးပြီးငယ်ရွယ်သေးလို့ဒဏ်ခံနိုင်တာပါ ဒါပေမဲ့ပွဲတိုင်းမှာခေါင်းကိုလက်သီးချက်10ချက်အချက်20လောက်အထူးခံရရမယ်ဆိုရင်အသက်20နှောင်းပိုင်း30ဆွန်းဆွန်းလောက်ရောက်တဲ့အခါမှာထိတာနဲ့မေးလဲတဲ့အနေအထားကိုဖြစ်သွားနိုင်ပါတယ်တိုနီဖာဂူဆန်ဆိုရင်ငယ်ရွယ်စဉ်ကဘလောက်ထိုးထိုးမလဲခဲ့ပေမယ့်အသက်ကြီးလာတာနဲ့အမျှစူးစောင်းထားတဲ့ဒဏ်ရာတွေကြောင့်နောက်ပိုင်းပွဲတွေမှာအလွယ်တကူလဲကျသွားတာကိုတွေ့ရပါတယ်။ဗန်ကဒီလမ်းကြောင်းတွေကိုမလိုက်ချင်ဘူးဆိုတာကိုသူ့စကားတွေကတက်တည်ပြနေပါတယ်။ I have to wait on my defend a lot of more ခန်းစစ်ကိုပို့လို့ရမယ်ဆိုပြီးပြောတာကချန်ပီယံလမ်းကြောင်းအတွက်မဖြစ်မနေလိုအပ်ချက်ပါ။ ဘောလုံးမှာကလင်းရှင်းရမှချန်ပီယံဖြစ်သလို MNB မှာလည်းထိခိုက်မှုနေပါမှချန်ပီယံကပတ်ကိုရေရှည်ထိန်းသိမ်းနိုင်မှာပါလက်ရှိချန်ပီယံဘန်ဒိုဂျာကိုကြည့်ရင်သူကဂျန်တန်းပေမဲ့သူ့ရဲ့ခံစစ် glabbing defense နဲ့ head movement ကအရင်ကကောင်းပါတယ်။ van နေနဲ့ပြင်ဆင်ရမှာက head movement ခေါင်းကိုညင်မနေပဲလှူရှားပေးခြင်း high gap လက်သီးကိုမျက်နှာရှိကာထားခြင်း full work စတော့လှူရှားမှုနဲ့ပြန်ပက်ရဲ့ range တဲကနေချောင်းထွက်ခြင်းဆိုတဲ့ချက်တွေကိုပြင်ဆင်နိုင်မှသာသူက brower လမ်းပေးရံပွဲဆန်ဆန်ထိုးသူအဆင့်ကနေ elite striker ထိတ်တန်းတိုက်ခိုက်ရေးသမားအဆင့်ကိုကူးပြောင်းနိုင်မှာပါ။ အခုဖန်ကချန်ပီယံလူဖွဲထိုက်တယ်မဲ့အကြောင်းကိုမေးမြန်းခံရတာဖြစ်ပါတယ် ပန်ဒိုချာနဲ့တွေ့တဲ့အခါမှာခန့်စစ်မကောင်းရင်ဘာဖြစ်မလဲပန်ဒိုချာကလက်သီးတွေမဟုတ်ဘဲမြေပြင်ချုပ်ကွက်ဆမီရှင်နဲ့ပါအနေရပေးနိုင်သူပါဖန်ကလက်သီးအထိခံပြီးရိုင်းသွားတာနဲ့ပန်ဒိုချာကကြောဘက်ကိုယူပြီးတော့လေဘင်းကိုချုပ်ပါလိမ့်မယ်ခန့်စစ်မကောင်းရင်မျက်နှာမှာဒဏ်ရာတွေသွေးတွေထွက်လာပါလိမ့်မယ်ဒဏ်လူကြီးတွေကမျက်နှာဒဏ်ရာများတဲ့သူကိုအမှန်များများပေးဖို့ဝင်လေတက်ပါတယ်ဒါကြောင့်ဖန်နေနဲ့နိုင်ရဖို့ဆိုရင်သူ့ရဲ့မျက်နှာကို clean တန်ရှင်းနေအောင်ကာကွယ်နိုင်ဖို့လိုအပ်ပါတယ်အခုပြုလုပ်ခဲ့တဲ့ interview ကဗိုင်းရဲ့ version 2.0ကိုမြင်တွေ့ရမယ့်ရှေ့ပြေးနေမိဖြစ်နိုင်ပါတယ်။ version 1.0ကတော့ကျွန်တော်တို့အခုမြင်တွေ့ခဲ့ရပြီးသလောက်ပါ။ရှေ့တိုးမယ်ပြိုင်ထို ိုးဆိုင်ထိုးမင်းဒါကပေးသက်ကြိုက်ပေမဲ့အန်ဒီယားများပါတယ်။ version 2.0ဖြစ်တဲ့ van ရဲ့စကားအရပပနဲ့နဲ့ကစားမင်းထိချက်ကောင်းကောင်းမိအောင်ထိုးပြမင်းပြန်ထိမခံရအောင်ရှောင်မင်းရေရှည်အတွက်တွေးမယ်ဆိုတဲ့အချက်တွေကိုမျှော်မှန်းထားလို့ရပါတယ်။ van ရဲ့ဒီဝန်ခံစကားဟာသူ့ရဲ့အားနည်းချက်တွေကိုဖော်ပြတာမဟုတ်ဘဲသူ့ရဲ့ညံရီထက်မြက်မှု 5&2 တိုးတက်လာတာကိုပြသလို့နေပါတယ်။ငါခံနိုင်ရှိပါတယ်ကွာဆိုပြီးတော့မန်တက်နေမယ့်အစားငါခံလိုက်ရတာတွေကမကောင်းဘူးဒါကိုပြင်မဖြစ်မယ်လို့တွေးတက်တာဟာ champion လောင်းတယောက်မှရှိတဲ့စိတ်တက်ပါပဲ။သူ့အနေနဲ့ legend scan camp မှာ defense trace တွေကိုအလေးထားလှုပ်ဆောင်ပြီးလာမယ့်ပွ ွဲတွေမှာ damage နည်းနည်းသမျှနည်းအောင်ကစားပြနိုင်တော့ Joshua Ban ဟာပေးသက်ချစ်တော် fighter ဆင်းကနေကမ္ဘာချန်ပီယံအဆင့်ကိုတက်လှမ်းနိုင်မှာအသေးချာပါပဲဒီ interview ကနေ fan ရဲ့ကစားသမားဘဝအချိုးကွေ turning point တစ်ခုဖြစ်လာဖို့ရှိတယ်ဆိုတာကိုကျွန်တော်လှမ်းပြီးတော့မြင်နေရပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်